မင်္ဂလာပါမစ္စတာစကရင်ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုရောက်ရှိနေတဲ့နေရာလေးကတော့မြောက်တဘုံမြို့နယ်မှာတည်ရှိတဲ့ကတ်ဆာမာတူရဲ့နေအိမ်လေးရှိကိုရောက်ရှိနေရပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုဒီနေအိမ်လေးမှာကျွန်တော်တို့ဘလို့ချင်းစကားလေးနေအလှဆင်မိတာလေးဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင် ကျွန်တော်ပထမဆုံးမြင်တွေ့ရတဲ့အမျိုးအစားလေးကတော့ BFF တိုက်အမျိုးအစားလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ BFF တိုက်အဖြူအောင်လေးကိုတော့နေလေးနဲ့ပုံမလိုက်ဖက်ညီမှုရှိအောင်လို့တက်ဆင်ပေးထားပါတယ်ခင်ဗျ BFF တိုက်ဆိုတဲ့အတိုင်းခလုံးမတိုက်ချော်မလဲအောင်အတွက်ကျွန်တော်တို့ခြေကြော်တန်းလေးမပါရှိပါဘူးခင်ဗျ ျွန်တော်တို့ဒီအေဂန်လေးထဲမှာတော့တက်ဆင်ရတာလွယ်ကူတဲ့ M-type ချင်လုံစကားလေးကိုတက်ဆင်ပေးရတာပဲဖြစ်ပါတယ်။ဒီ M-type ချင်လုံစကားလေးကတော့ကျွန်တော်တို့ polyester စကားအသားလေးနဲ့လည်းပြုလုပ်ထားပြီးတော့ဘေးဖောင်မျိုးတော့ကျွန်တော်တို့ aluminum နဲ့ပြုလုပ်ထားတဲ့အတွက်ကြောင့်ခိုင်ခန့်မှုလည်းရှိပြီးတော့ချင်းအန်ရည်ကိုလည်းထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့အပြင်ရေရှည်အတွက်လည်းစိတ်ချရစေမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ဝန်ထာလေးမှာတော့ Android Version ချင်းလို့စကားမျိုးစားလေးကိုတက်ဆင်ပေးတာပါတယ်ကျွန်တော်ဒီဘေးကန်လေးကတော့ဖျားကန်လေးပဲဖြစ်ပါတယ်ခင်ဗျာ ။တရားခန်းလေးထဲမှာတော့ကျွန်တော်တို့ M-Dite ဘာကြံချင်းတကောင်ပဲတက်ကျင်အသုံးပြုပေးတာပါတယ်။ကျွန်တော်တို့ဒီနေအိမ်လေးရဲ့အလှကိုပို့ပြီးတော့ယုံလုံးကြွပြီးပို့လှပောက်တော့လို့လို့အဖြူရောင်လေးကိုအသုံးပြုပေးတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ဒီချင်းလုံးစကားတွေကဂျာမန်အဆင့်မြင့်ဤပညာနဲ့ပြုလုပ်ထားတာဖြစ်လို့ချင်းလုံးစကားတစ်ခုတည်းပို့ပြီးတော့တင့်နေအိမ်ရဲ့ Lazarus Sign နဲ့ Vibe ကိုပို့မှုဖြည့်ဆည်းပေးနေမှာပဲဖြစ်ပါတယ်။ င်းပိတ်လဲအလဲတကူပြုတ်လုံလို့ရပြီယခုလိုလက်ကင်တန်းလေးပါရှိတဲ့အတွက်ကြောင့်ချင်းစကားတကားကိုအခွင့်ပိတ်ပြုတ်လုတဲ့အချိန်တိုင်းမှာအဆင်ပြေစေမှာပါချင်းစကားတစ်ခုတည်းတိသက်သုံးနိုင်တာဖြစ်လို့အပြင်ကတကားဖွဲ့နိုင်အောင်မှာတဘာဝရဲ့လေးအင်းလေးတွေကနေနေကိုအမြဲတမ်းဝင်ရောက်နေမှာပဲဖြစ်ပါတယ် ျွန်တော်တို့မစ္စတာစခရင်ရဲ့ခြင်လုံစကားတွေကခြင်ရင်နဲ့အခြားအင်းဆက်ပိုးမွားတွေကြောင့်ဖြစ်ရတဲ့စိတ်အနှောက်အယှက်တွေမျိုးမရှိရလေအောင်လို့အမြဲတမ်းကာကွယ်ပေးနေမှာပဲဖြစ်ပါတယ်။ဒါကြောင့်ခြင်ကင်းစင်နဲ့ဇင်ခံနေထိုင်မှုပုံစံကိုခန်းစားလို့ဒီတိုင်းကျွန်တော်တို့ရဲ့မစ္စတာစခရင်ရှိုးရုံးကိုလှမ်းလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။